တာလီစွာပါ Arakha Times တင်ဆက်လာရဲ့တနေ့တာတင်ပေါက်ကက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့နားထောင်ရမယ့်တင်တွေကတော့အမျိုးပေါ်တိုက်ပွဲရှောင်နေမြေမြုံမိုင်းကြောင့်နေရမပြောင်းနိုင်သေးဆိုတဲ့တင်။ဖူကန်စစ်ကလွဲပြီးတလတ်သူစစ်ရဲနာမည်လို့ညီနောင်မဟာမိတ်၃ဖွဲ့ထုတ်ပြန်ဆိုတဲ့တင်။ IRS တက်ဖြတ်လို့မောင်းတော်ကအရက်သား၄ဦးတည်ဆုံနဲ့မင်းပြရင်စိုက်ကယ်တိုက်လို့ဒေသခံ၁ဦးတည်ဆုံစတဲ့တင်တွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါရစေ။ ထမဆုံးဖြစ်တဲ့အမ်မျိုးပေါ်တိုက်ပွဲရှောင်နေမြေမျိုးမိုင်းကြောင့်နေရမပြောင်းနိုင်သေးဆိုတဲ့တတင်းကိုနားဆင်ရမှာပဲဖြစ်ပါတယ်။ market တော်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်အမ်မျိုးမှာမြေမျိုးမိုင်းအင်တီရဲ့ကြောင့်မြို့ပေါ်ကတိုက်ပွဲရှောင်နေဟာနေရမပြောင်းနိုင်ကြသေးဘူးလို့ဒေသခံတွေက Arcad Times ကိုပြောပါတယ်။အမ်မျိုးတွေကစစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းချစ်ဌာနချုပ်ရှိတဲ့နေရာဖြစ်ပြီးတော့ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလမှာ Arcad တပ်တော်ကထိုးစစ်ဆင်ပြီးထိန်းချုပ်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။အမ်မျိုးတိုက်ပွဲမှာစစ်ကောင်စီကတခြားမြို့တွေထက်အမ်မျိုးပေါ်မှာမြေမျိုးမိုင်းတွေကိုပိုပြီးအသုံးပြုခဲ့ တာကြောင့်ဒေတာခန်တွေကအနည်းရကိုမပြောင်းရဲကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ MU အနီးမှာရှိတဲ့ဂျေးရတွေကဒေတာခန်တိုက်ပွဲရှောင်တွေကတော့ခုဂျေးရမှာပြန်လည်နေထိုင်ကြပြီလို့ MU ဒေတာခန်တယောက်က Archive Times ကိုပြောပါတယ်။ MU ဘော်တော့နေရမပြောင်းရသေးဘူး။အထူးသဖြင့်စစ်ကောင်စီကနေပြီးတော့မြေမြုပ်မိုင်းတွေအုံပြုခဲ့တဲ့အတွက်ကြောင့်လို့ Archive တက်တော်အနီးနဲ့မြေမြုပ်မိုင်းကိုအသေးအတန်ရှင်းလင်းနေရတယ်လို့ကျွန်တော်တို့သိရတယ်။အဲဒါကြောင့်မြို့ပေါ်ကစစ်ပီရှောင်တွေပြန်နေလို့မရတဲ့အနေအထားလို့သိရတယ်။ဂျေးရတွေကတိုက်ပွဲရှောင်တွေကကိုယ့်ရဲ့နေရကိုပြန်နေကြတာများတယ်ပေါ့။ မ်းကိုလည်းဘုံလာကျင်းနိုင်တယ်မြေမြုပ်မိုင်းတွေလည်းအများကြီးအသုံးဖြူခဲ့တယ် channel မျိုးထက်တောင်မှအသုံးပြုခဲ့တာတွေ့ရတယ်ပေါ့မြေမြုံမိုင်းကနေရာတိုင်းမှာရှိနေသေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်လမ်းတွေကလည်းမပြီးသေးတဲ့အခါမှာအဲဒါကြောင့်မြို့ပေါ်ကိုပြန်လို့မရသေးတဲ့အနေအထားရှိနေသေးတယ်ပေါ့လို့ပြောပါတယ်ကျေးရွာတွေကိုနေရပြန်နေထိုင်ကြတဲ့တိုက်ပွဲရှောင်တွေမှာလည်းတိုက်ပွဲရှောင်ချိန်မှာကြံခဲ့တဲ့ပစ္စည်းတွေတကူကူခံရတာကြောင့်အခက်အခဲဖြစ်နေတဲ့အပြင်အလောက်ကန်ရှားပါတာကျေးရွာတွေကိုနေရပြန်နေထိုင်ကြတဲ့တိုက်ပွဲရှောင်တွေမှာလည်းတိုက်ပွဲရှောင်ချိန်မှာကြံခဲ့တဲ့ပစ္စည်းတွေတကူကူခံရတာကြောင့်အခက်အခဲဖြစ်နေတဲ့အပြင်အလောက်ကန်ရှားပါတာကျေးရွာအနီးတစ်ဝိုက်မှာမြို့မိုင်းတွေရှိနေတာ ကြောင့်လည်းရှောင်းဝင်းနေရေးအတွက်လုံးလုံးပိုင်ဖို့အခက်အခဲဖြစ်နေကြတယ်လို့သိရပါတယ်။ဒါကြောင့် MU နယ်ကတိုက်ပွဲရှောင်းနေအနေနဲ့ပြန်လည်ထူထောင်ရေးအတွက်အချိန်ယူရအောင်ပဲဖြစ်တယ်လို့ MU ဒေသခံတယောက်က Arkha Times ကိုပြောပါတယ်။တချို့အခက်အခဲတွေကြုံနေရတယ်ပေါ့။အချိန်မီစပါးမရသေးနိုင်တာကြုံရတယ်။နောက်ပြီးတော့သူတို့မှကြံခဲ့တဲ့ဖြစ်စီတွေတို့ခောက်ခံရတယ်ပေါ့။တုံ့ငန်းရှင်နေကြပြန်လည်းပြောင်းလာတာတွေရှိတယ်ပေါ့။အဲ့ဒီစိန်ခေါ်မှုတွေတော့များတယ်။အဓိကကိုယ်အိမ်မှာကြံခဲ့တဲ့ဖြစ်စီတွေကဆုံးရှုံးတော့မလဲတဲ့အနေအထားမှာကြုံရတယ်ပေါ့နော်။အခုလက်ရှိအနေအထားဆို MU နဲ့အနီးအနားမှာရှိတဲ့ ဂျီးယားတွေမှာဆိုလဲမြေမြို့မှာအနေတွေကြောင့်ပြည်ကြီးမမလည်းရှာကျွေးလို့မရတဲ့အနေအထားမှာရှိနေတာပေါ့ပစ္စည်းတွေကလည်းတကူးကိုးခံရတာရှိတယ်စစ်ပြေရှောင်တွေကပြန်လဲထူထောင်မှုအတွက်အချိန်ပေးရနိုင်မယ်လို့အချင်းနဲ့စားဝတ်နေရေးအတွက်အလဲတကူမသွားရတဲ့အနေအထားမှာရှိတယ်ပေါ့မြေမြို့မိုင်းတွေကနေရာတကာမှာမြုပ်ထားတဲ့အခါမှာအဲ့လိုစိန်ခေါ်မှုတွေကြုံနေရတယ်လို့ပြောပါတယ်လက်ရှိအာရခတ်တက်တော်ကထိန်းချုပ်ထားတဲ့မြို့တွေမှာပြန်လဲထူထောင်ရေးအတွက်လုပ်နေပေမဲ့အဲ့မြို့နယ်မှာတော့မြေမြို့မိုင်းကိုအဓိကရှင်းလင်းနေပြီးလေယာဉ်မြေစီရင်ပြုစုတာအုပ်ချုပ်ရေးပိုင်းဆိုင်ရာဆွေးနွေးတာတွေကိုလုပ်ဆောင်နေလျက်ရှိ ယ်လို့ MD Data ခံရီချန်ကနေသိရပါဗျ။ ဒုတိယသတင်းတပုတ်အနေနဲ့ခုခံစစ်ကလွယ်ပြီးတလထူစစ်ရဲနာမည်လို့ညီနောင်မဟာမိတ်တုံးဖွဲ့ထုတ်ပြန်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ညီနောင်မဟာမိတ်တုံးဖွဲ့အနေနဲ့စစ်ကောင်စီနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲနေရာများတွင်ခုခံကာကွယ်စစ်ကလွယ်ပြီးစတင်ထူစစ်ဆင်မှုကိုတလတာရဲနာလိုက်တယ်လို့ဒီကနေ့မှထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ကိုထုတ်ပြန်လိုက်တဲ့အချိန်ကနေစတင်ပြီးတော့မိမိတို့ညီနောင်မဟာမိတ်များနဲ့စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတဲ့နေရာများမှာမိမိကိုမိမိခုခံကာကွယ်တဲ့ထုတ်ပြန်မှုကလွယ်ပြီးမိမိတို့ဘက်မှစတင်ထူစစ်ဆင်တိုက်ခိုက်မှုတလတာတစ်ဖက်သက်အပြစ်ရစေပါတယ်လို့ ညီနောင်မဟာမိတ်၃ဖွဲ့ကထုတ်ပြန်ပါတယ်။ညီနောင်မဟာမိတ်၃ဖွဲ့အနေနဲ့စစ်ကောင်စီကိုဧပြီလ၃ရက်ကနေ30ရက်အထိတလအကြာထုတ်စစ်ဆင်ဆင်နွှဲနေတာကိုညှိနှိုင်းလိုက်တာပဲဖြစ်ပါတယ်။ဗလာတူအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း match လ29ရက်ငလင်တန်တင်ဒေတာနေဆက်ဆက်နေတဲ့ခရိုင်များတွင်ခုခံကာကွယ်ရေးစစ်မှလွဲပြီးထုတ်စစ်အလုံးကိုနှစ်ပတ်ကြာ match လ30ရက်မှဧပြီလ2ရက်အထိဆိုင်ထားဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖများကိုညွှန်ကြားထားတယ်လို့သိရပါတယ်။မြန်မာနိုင်ငံတွင် လတမခွန်စကေးရှိငလင်တန်ကြောင့်ဒီနေ့အထိလူ3000ခန့်သေဆုံးခဲ့ရပြီးနေအဆောက်အုံများပဒါရီအဆောက်အုံများစွာဆုံးရှုံးပျက်စီးခဲ့ရပါတယ်ဒီလိုအခြေအနေကြောင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထိုးစစ်တွေကိုရပ်နားထားပေမဲ့စစ်ကောင်စီကအရက်သားပြည်သူများကိုလေရင်နဲ့ပုံကျဲတိုက်ခိုက်မှုများကိုနှိစင်ရက်ဆက်လှုပ်ဆောင်နေလို့ပြည်သူအများပြားသေဆုံးထန်ရန်ရရှိနေပါတယ်နောက်ဆုံးသဘောအနေနဲ့ ARS စစ်တပ်ဖြတ်လို့မောင်းတော်ကအရက်သား၄ဦးသေဆုံးတဲ့တဲ့တင်ကိုတင်ဆက်ပေးလိုက်ပါတယ်အကြံဖက် Arkan Ranger Salvation Army ARSA နဲ့နှက်ကင်အဖွဲ့တပ်ဖြတ်မှုကြောင့်ခိုင်ပြည်မောင်းတော်မြို့နယ်ကအရက်သားအမျိုးသား၄ဦးတည်ဆုံးခဲ့တယ်လို့ဒေသခံများကပြောပါတယ်။မောင်းတော်မြို့နယ်ကခရီးသွားပြည်သူခမီလူမျိုး၄ဦးကိုမတ်လ29ရက်နေ့နဲ့9နာရီခန့်တွင် ARSA အဖွဲ့ကဖမ်းဆီးတပ်ဖြတ်ခဲ့တာဖြစ်တယ်လို့ဒေသခံများကပြောပါတယ်။မြဝတီခမီးကျွော်ကနေအောက်ကန်ထရူကျွော်ကိုတွားရောက်ရာတွင်လမ်းမှာ ARSA အဖွဲ့များကဖမ်းဆီးသွားပြီးရုပ်လောင်းများကိုမယူတောင်တန်းဗတကားတောင်ကျော်လမ်းတွင်ဆွတ်ပစ်ထားခဲ့တယ်လို့သိရပါတယ်။ ARSA တပ်ဖြတ်မှုကိုခံ ခဲ့ရသူများမှာခမီးအမျိုးသားအသက်၁၈နှစ်အရွယ်မောင်တာအေးကျော် အသက်19နှစ်အရွယ်ကိုအောင်နိုင်ထွန်းအသက်25နှစ်အရွယ်ကိုမောင်ကြီးနဲ့အသက်40နှစ်အရွယ်ဦးမောင်ပါတို့ပဲဖြစ်ပါတယ်အဆိုပါရုပ်အလောင်းများကိုမတ်လ30ရက်မှာကကြကားတောင်ကျော်လမ်းတွင်တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး1/6ရောင်းတဲ့ခန္ဓာကိုယ်အနက်မှာတနက်တန်ရာများနဲ့တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်နောက်ဆုံးတည်င်းတစ်ပုတ်အနည်းနဲ့မင်းပြားတွင်စိုက်ကယ်တိုက်လို့ဒေသခံတအူးတီဆုံးဆိုတဲ့တည်င်းကိုတိဆက်ပေးလိုက်ပါတယ်ရခိုင်ပြည်မင်းပြားတွင်ဧပြီလ2ရက်နေ့နေ့လယ်တွင်စိုက်ကယ်တိုက်မှုဖြစ်လို့ဒေသခံအမျိုးသားတအူးပွဲချင်းပြီးတီဆုံးသွားခဲ့တယ်လို့ တာခန်တွေကပြောပါတယ်ဒီဆုံးသွားသူမှာရေခဲကြောင်ရောင်ပြီးအသက်မွေးဝမ်းကြောင်နေသူအောင်တာယာရက်ကွက်ကအသက်34နှစ်အရွယ်ဦးစိုးမြင့်ချီဖြစ်တယ်လို့သိရပါတယ်ဆိုပါဆိုင်ကယ်တိုက်မှုကြောင့်တစ်ဖက်ဆိုင်ကယ်စီးလာသူဦးစောမင်းဦးနဲ့ဒေါ်ခင်လာတိန်တို့မှလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အထက်ပါရင်တိုက်မှုအတွက်အာရခတ်ပြည်သူတော်လှန်ရေးအစိုးရနဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန GLEPS ကနေတရားဥပဒေလုံထုံလုံနည်းနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်အလားတူပြီးခဲ့တဲ့ match လ31ရက်ကလည်းမင်းပြရင်ဆိုင်ကယ်တိုက်မှုဖြစ်ခဲ့လို့ ့မြို့သမီးတူဦးလည်းတည်ဆုံခဲ့ပါတယ်။